အားလုံးပဲမင်္ဂလာပါဟိုပါကျော်ဒူရီ YouTube Channel လေးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာရှိတဲ့ညနေခင်းလေးပါ အားလုံးပဲကိုကျော်ရဲ့ဟိုပါကျော်ဒူရီ YouTube Channel လေးကိုအမြဲတမ်းစောင့်မျှော်ကြည့်ရှုနေတဲ့ကိုကူမားတွေကအခုမှတွေးလို့မြင်လို့ဝင်ရောက်အားပေးတဲ့လူသစ်ကိုကူပါတွေကအားလုံးပဲစိတ်ချမ်းသာခြင်းကိုရမခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလိုရာဆန္ဒလေးတွေတစ်လုံးတစ်ဝရပြည့်စုံကြပါစေလို့ကျွန်တော်ဟိုပါကျော် တို့ဒီ YouTube channel လေးကနေပြီးတော့ဥစွာဘရမစုံမကောင်းလေးတောင်းပေးလိုက်ပါတယ်ဗျာနော်။ကဲမင်္ဂလာရှိတယ်။ညနေခင်းလေးပါ။ကဲအားလုံးပဲကျွန်တော်ရဲ့အဖွဲဝင်စောတဲ့ကိုကိုမာတွေနေတိုက်စောတဲ့ကိုကိုမာတွေနေတိုက်စောတဲ့ကိုကိုမာတွေကတော့ကျွန်တော်နှစ်ခွန်လေးကြီးပေါ့နော်။ဒီကြီးလေးနဲ့ပဲညှိသွားတယ်။အခွန်၃၈ဆိုလို့ရှိရင်တော့အားလုံးပဲဒါကျွန်တော်တို့ဒီပြီးခွေ၃ရှင်းနဲ့ကက်နော်88ဆိုလို့ရှိရင်တော့ဒါအစဉ်ပြေကြမယ်ပေါက်ကြမယ်ပေါ့နော်။ အဲ့တော့ကြောင့်88မဖြစ်ဘဲနဲ့ဒါ89ပေါ့နော်89ဖြစ်သွားတဲ့အတွက်ငါနေ့တိုင်းမှာစောတဲ့ငါကုငါးမတွေကတော့အဆင်မပြေလိုက်ဘူးကျွန်တော်ရဲ့အဖွဲဝင်နော်အဖွဲဝင်သမားလေးတွေအားလုံးပဲအောင်ဝဲခံမယ်အဲ့တော့ကျွန်တော်ရဲ့အဖွဲဝင်နေ့စောတဲ့ကုကုမားတွေအားလုံးပဲခွန်ပိုင်ဇာတို့ခွန်ပိုင်ခွန်ပတိတရားရာဂိုင်းနှုံးနဲ့မွေးနှက်ကွက်နော်မွေးနှက်ကွက်တွေကတကွက်89 เนาะ share နှစ်သီးစာကျွန်တော်ပြောထားသလိုပဲကိုကိုမားတွေကိုဒီတစ်ပတ်မှာလဲကျွန်တော်တို့ share အပတ်ကလည်း share နှစ်သီးစာနဲ့အောင်မြင်ထားလို့အခုအပတ်မှာလဲကျွန်တော်တို့ share နှစ်သီးစာနဲ့ပေါ့အောင်ရအောင်ကျွန်တော်အကောင်းဆုံးစူးစမ်းပေးထားတယ်စူးစမ်းပေးတယ်เนาะအဲ့တော့ကျွန်တော်ခွန်ပိုင်ခွန်ပတ်စည်း89နဲ့ကဲဘလောက်ဘူးလေးတွေပေါက်တယ်ဘလောက်ဘူးလေးတွေရကြတယ်ဆိုတော့ကိုအားလုံးပဲအောင်ဝယ်လေးခံရင်ပေါက်ကြီးလေးတွေတယောက်တစ်ချက်စီမမ်းမှာရေးခဲ့မယ်အားလုံးပဲ နော်ခွန်ပိုင်ခွန်ပတ်စီခွန်တဆက်ကိုကျွန်တော်ကတော့မွေးကနန်းကိုအများကြီးမထုတ်ဘူးကျွန်တော်ကနှစ်ကွက်ပဲထုတ်တယ်လို့အဲ့တော့ဇာတို့တရားရကတော့မွေးကနန်းနှစ်ကွက်ဖြစ်တဲ့အတွက်ညတို့မွေးကနန်းနှစ်ကွက်ကနေပြီးတော့လေတကွက်ထွက်တယ်ဇာတို့တရားရကတော့ခွန်ပတ်စီကလည်းထွက်တယ်ဒါဆိုတော့ကိုကိုမားကြီးကျွန်တော်ရဲ့အဖွဲ့ဝင်နေပေါ့နော်ဒါပြောချင်တာကကျွန်တော်ရဲ့အဖွဲ့ဝင်လေးစောစရာကနန်းလေးမရှိတော့ဘူးပေါ့နော်ဒီဂျားရက်ကလေးထဲမှာစောစရာကနန်းလေးမရှိတော့ဘူး အဲ့ဒီကြောင့်အခုဒီ live show video ဖိုင်လေးကိုစလေအဆုံးပြီးဆုံးနိုင်အောင်လို့ကြည့်မယ်ကျွန်တော်ရဲ့အပွဲဝင်တွေကနေ့တိုင်းစောတဲ့ကိုကိုမာရီကလည်းဝါသနာပါရင် live show လို့ရတယ်ကျွန်တော်အရင် channel တွေမှာတော့ပုံမှန်လေးတင်ပေးတဲ့အခွေပေါ့နော်အဲ့ဒီအခွေလေးကိုမွေးပြီးကစားခြင်းနဲ့ဆိုတဲ့ကျွန်တော်ရဲ့နေ့တိုင်းစောတဲ့ကိုကိုမာရီကကျွန်တော်ရဲ့အပွဲဝင်တွေကအပွဲဝင်တွေကိုတော့ကျွန်တော်အဓိကပြောချင်တာကတော့ကျွန်တော်အခွေကို live မှာပဲတခါတည်းထုတ်ပေးမယ် เนาะ live มาပဲတခါတယ် live show video file လေးထဲမှာပဲတခါတယ်ထုတ်ပေးမယ်အဲ့ဒီ live show video file လေးကနေပြီးတော့ကိုကိုမားတွေအဓိကထားပြီးတော့เนาะကြည့်ပြီးတော့ဆော့မယ်ပြီးရင်ကိုရဲ့အမြတ်ပေါ့เนาะ share နဲ့သီးသားကြောင့်တနင်္လာ အဖွင့်နေ့ညနေမှာဇာတို့ရောဝေးခွက်ကောနှစ်သီးသားအောင်တာဖြစ်တဲ့အတွက်ကိုကိုမားတွေအားလုံးပဲအဆင်ပြေမယ်ကျွန်တော်ပြောထားလို့ပဲကျွန်တော်နှစ်သီးသားနဲ့အောင်မြင်အောင်အကောင်းဆုံးကြိုးစားပေးမယ်ဆိုတာ နှစ်သီးသားနဲ့အတူအောင်မြင်မှုရပြီအဲ့တော့အားလုံးပဲကိုရရှိထားတဲ့နော်အမြတ်ကလေးတွေကိုထိန်းသိမ်းသိမ်းလေးကစားမယ်ပြီးရင်နှစ်သီးသားနှစ်သီးသားရလို့အားလုံးပဲအဆင်ပြေပြီမြက်ပြီဆိုတဲ့ကိုကိုမာရီကရက်ထားနော်မြက်ပြီနော်အမြတ်ကြံပြီမကစားလေဘာမှမဖြစ်တော့ဘူးနားလို့ရပြီဆိုတဲ့ကိုကိုမာရီကနားပေးထား တူးဒီကိုမကစားရင် မနေနိုင်ဘူးဃာသနာအရပဲဖြစ်ဖြစ်ကစားမှဖြစ်မယ်ဆိုတဲ့ကိုကုံမားတွေအတော့ကိုတော့ကျွန်တော်အဓိကနော်အခွေလေးပေါ့နော်ကျွန်တော်ပုံမှန်အများနဲ့မှန်နေတဲ့အခွေကျွန်တော်တချိန်လွဲချော်သွားလို့ကျွန်တော်ရက်ထားတဲ့အခွေလေးပေါ့နော်အဲအခွေလေးကိုကိုကုံမားတွေကိုကျွန်တော်ပြန်လဲပြီးတော့မိတ်ဆက်ပေးမယ်ကျွန်တော်ရဲ့အဖွဲဝင်တွေကနေ့တိုင်းဒီကောဃာသနာပါရင်လိုက်ပြီးတော့ကစားထားလို့ရပါတယ်အဖွဲဝင်တွေအဓိကပြောချင်တာအဖွဲဝင်တွေထိုးစရာကဏ္ဍလေးမရှိတော့ဘူး နှေးလိုက်ကဏ္ဍလေးတွေကြတော့လဲဒါပုံမှန်လိုက်ထုံရင်ကွက်လေးတွေများတယ်အဲ့တော့ကျွန်တော်ဒီလေးလုံးအခွေအပူပအခွေလေးကိုအခုနှေးလိုက်လိုက်မာတွေကတခါတည်းပေးပါမယ်အဲ့တော့တခါတည်းပဲလိုက်ပြီးတော့မှတ်ပေးမယ်เนาะအားလုံးပဲကြည့်ဒါဆိုလို့ရှိရင်အခုဒီလိုက်ရှိုးဗီဖိုင်လေးကိုကြီးနေကြတဲ့ Google မားတွေအားလုံးအတွက်ကျတော့78ရဲ့78ရဲ့17လ2020နေ့က 18ရက်17လ2020နဲ့ငါအင်္ဂါနေ့မနက်အဲ့တော့နေ့လိုက်ဆောတဲ့ကိုကူမာကြီးကျွန်တော်တနင်္လာအဖွင့်နေ့မှာမနက်ညအဖွင့်မလှခဲ့ဘူးเนาะအဲ့တော့အဖွင့်မလှခဲ့ဘူးဆိုတော့ကျွန်တော်အင်္ဂါပေါ်တော့ဘူးကိုပြန်ပြီးတော့အဓိကစ조사ပြီးတော့ပြန်ကစားမယ်เนาะဘာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့အဖွဲ့ဝင်လေးဇာတို့နဲ့အတူအောင်မီမီဖြစ်တဲ့အတွက်ကျွန်တော်နေ့တိုင်းမှာကျွန်တော်ပုံမှန်ပတ်သီးတစ်လုံးထုတ်ပေးမယ် နော်ပုံမှန်ပတ်သီးတလုံးထုတ်ပေးမယ်နေ့တိုင်းစောတဲ့ကိုကွန်မားရဲ့ပတ်သီးဝါသနာပါရင်ပတ်သီးလေးကစားလို့ရအောင်ကျွန်တော်နေ့တိုင်းမှာပတ်သီးတလုံးကိုအဓိကထားပြီးတော့ထုတ်ပေးပါမယ်နော်အဓိကကတော့ကျွန်တော်ပြောချင်တာကတော့ကျွန်တော်ကနှိမ့်လိုက်မှာဇာတို့ဒီလိုမျိုးနှိမ့်လိုက်ပတ်သီးထုတ်ရင်ကျွန်တော်ရဲ့ဇာတို့ပတ်တဲ့ကိုကုံမားတွေအားနေသွားမယ်နော်အားနေသွားမယ်အဲ့တော့ကြောင့်ကျွန်တော်နှိမ့်လိုက်ပတ်သီးကိုမထုတ်ပေးတာပါအခုကျွန်တော်ရဲ့ဇာတို့သမားတွေထွက်ပြီဆိုတော့ကျွန်တော်ဇာတို့ထွက်ပြီဆိုတော့ ကျွန်တော်ရဲ့နေ့တိုင်းမှာစော်တဲ့ကိုကိုမားတွေအားလုံးအတွက်ကျွန်တော်ပြန်လဲပြီးတော့ပတ်သီးပြန်ထုတ်ပေးမယ်။ကဲအဲ့တော့အားလုံးပဲကဏန်းလေးကိုစပြီးတော့မှတ်မယ်ဗျာ။ဟောမှတ်မယ်ဆိုတော့ကိုကိုမားကြီးကဏန်းလေးကိုစပြီးတော့မှတ်လို့ရပါပြီ။အဲ့တော့18ရက်17လ2020နေ့ငါအင်္ဂါနေ့12နာရီတမီနေ့အတွက်အကောင်းဆုံးကြီးရွှေကြီးသည်ဒါဒီမနက်မှလည်းကျွန်တော်တို့ဒီညနေမှလည်းနှစ်ခွန်လေးကြီးတော့ညီးသွားတယ်ပေါ့နော်။ကြည့်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီအကောင်းဆုံးရွှေကြီးဒီ168ကြီးပါ။ ။နောက်တ6ရှိကီးဖြစ်ပါတယ်။တ6ရှိကီးဖြစ်ပါတယ်။တ6ရှိကီးကိုမှကျွန်တော်တို့က93နဲ့ကပ်ပါမယ်။ကိုကိုမားရီဒီမှာလုံးမိုင်ပတ်သီးရှိတဲ့ဝမ်းကြီးလေးတွေရှိတယ်ဆိုတော့ကိုကိုမားရီကတ6ရှိကီးနဲ့ညီအောင်ကိုကပ်ပြီးတော့ကစားပါ။ဒါအဓိကပြောချင်တာကီးတွေကတော့မာနေတာပဲကိုကိုမားရီတည်တဲ့အတိုင်းပဲ။ကီးတွေကတော့မာနေတာပဲ။တ6ရှိကီးကိုကျွန်တော်တို့93နဲ့ကပ်မယ်။နော်တ6ရှိကီးကို ငါးသုံးနဲ့ကတ်ပါမယ်အဲ့ဒီငါးသုံးနဲ့ကတ်တဲ့နေရာမှာမိန်ခွက်ကိုကျွန်တော်မိန်တက်ခွက်ကောင်းပါတော့အမှားအမှန်လက်ခံနိုင်တယ်ဆိုတော့ကိုကိုမားတွေကိုတော့ကျွန်တော်တို့168ကီကိုငါးသုံးနဲ့ကတ်တဲ့နေရာမှာအဲ့ဒီမိန်တက်ခွက်ကိုကျွန်တော်ထုတ်ပါမယ်နော်ဘာကြောင့်လဲဆိုရင်အမားမန့်လက်ခံနိုင်ရင်ထီထီမိမိလေးနှေးလိုက်ပါဆော်ရဲကူမာလေးလေးရစေချင်တယ်။ကဲဒါဆိုလို့ရှိရင်168ကီကို93နဲ့ကက်မယ်တကက်နော်ပရိသမားတွေအတွက်ကျွန်တော်တို့ဒီမနှမ်းညာကတော့ပရိမမှန်ခဲ့ဘူးပေါ့နော်။ကဲဒါဆိုလို့ရှိရင်ပရိသမားတွေအတွက် temporary shift break ရှိပါတယ် temporary shift break ရှိတယ်ကျွန်တော်နဲ့အကြိုက်တူတဲ့ကိုကိုမားတွေက temporary ကိုအဓိက main တင်ကစားပါ temporary shift break နော် temporary ကရှင်း break ကအဲ့ဒီ break နှစ်မျိုးထဲမှာမှာကျွန်တော်အကြိုက်ဆုံး break ဒီ temporary ပါကျွန်တော်လည်းအကြိုက်တူတယ်ဆိုတော့ကိုကိုမားတွေက temporary ကိုအဓိကထားပြီးတော့ခစားပေးဒါဆိုလို့ရှိရင် main နော် main တင်ပြီးဆောင်ရမယ် main သုံးခွက်နော်တခါရေပဲမှတ်မယ်နော်တင်းနှစ်ရှိမယ်6နှစ်ရှိမယ် နော်တင်းတင်းရှိမယ်6နှစ်ရှိမယ်7နှစ်ရှိပါမယ်ဒါဒီ main 3ခွက်ပါဒါဆိုရင်ကျွန်တော်တို့ဒူမိန်ဈေးဘူးအရန်ဒူမိန်3ခွက်နော်အလားလေးကိုလည်းထပ်ပြီးတော့မှတ်ပေးမယ်နော် main 3ခွက်ဒီတင်းနှစ်6နှစ်7နှစ်ပါဒါဆိုရင်ဒူမိန်3ခွက်ဒီ30 60 80ဖြစ်ပါတယ်30 60 80ဖြစ်ပါတယ် အဲ့ဒီဒူမိန်သုံးခွက်ထဲမှာမှာကိုယ်ဝန်သားတွေနဲ့အကြိုက်တူတဲ့ main ခွက်တွေပါရင်တင်ကစားလို့ရတယ်နော်အကြိုက်တူတဲ့ main ခွက်တွေနဲ့ကိုယ်နဲ့အကြိုက်တူတဲ့ main ခွက်ဆိုလို့ရှိရင်တင်ကစားလို့ရတယ်ဒါဒူမိန်ထဲမှာလဲကဲဒါဆိုလို့ရှိရင်နေတိုင်းစောတဲ့ကိုယ်ကွန်သားတွေအဖွဲဝင်စောတဲ့ကိုယ်ကွန်သားတွေအားလုံးအတွက်မနှက်ဖြံမှာမဖြစ်မနေထိုးထားတဲ့နဲ့တက်ခွက်ကောင်းအမှားအမှန်လက်ခံနိုင်တဲ့ဆိုတဲ့ကိုယ်ကွန်သားတွေအားလုံးပဲယူကစားမယ်နော်မာမန်လက်ခံနိုင်တယ်ဆိုတော့ကိုကိုမားရဲ့အားလုံးပဲယူကစားမယ် မနေ့ဖြန်ကျွန်တော်တို့18ရက်17လ2020နေ့ကအင်္ဂါနေ့မနေ့17နှစ်တမီနစ်မှာအကြိုက်ဆုံး main all တကွက်ကောင်းသည်တစ်ပိုင်တစ်ပတ်သည်နဲ့အတူတစ်သုံးတကွက်ကောင်းပါပတ်သည်ပတ်မယ်ဆိုတဲ့ကိုကိုမားတွေကတစ်ပတ်သည်ကိုပတ်လို့ရတယ်တစ်ပတ်သည်နော်ပတ်သည်ပတ်မယ်ဆိုတဲ့ကိုကိုမားတွေကတစ်ပတ်သည်ကိုပတ်မယ် main all တကွက်ကောင်းသည်တစ်သုံးအာ တကွက်ကောင်းဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ပတ်သည်သမားတွေအတွက်တစ်ပတ်သည် မိတကွက်ကောင်းအမားမှန်လက်ထက်နိုင်နေဆိုတဲ့ကိုကိုမားရီကတက်သုံးမိန်တင်တကွက်ကောင်းဖြစ်ပါတယ်။ကဲဒါဆိုလို့ရှိရင်ကျွန်တော်နှေးလိုက်မှာကဏန်းလေးကိုဆုံဆုံလင်းလင်းလေးပြောပြီးပြီးဆိုတော့ကျွန်တော်ရဲ့အဖွဲဝင်နေကောနှေးလိုက်ဒီကောလိုက်မွေးပြီးတော့ဆော့လို့ရတယ်ကျွန်တော်လေးလုံးအခွေလေးကိုတင်ပေးပါမယ်။နော်အဲ့တော့အဖွဲဝင်နေကတော့ပါပါလေးပဲကိုမွေလေးနဲ့ကိုချိန်ပြီးတော့ပါပါလေးပဲကစားမယ်။ဘာကြောင့်လဲဆိုရင်ဟိုဝါနာပါလို့လိုက်ထိုးတဲ့ကိုကိုမာရီကထိုးစရာကဏန်းလေးမရှိရင်လည်း အဆင်မပြေဘူးအဲ့ဒါကြောင့်ကျွန်တော်အခု message ကနေပြီးတော့တယောက်ချင်းပို့မယ်ဆိုလို့ရှိရင်လေဒါ message မထွက်တာနဲ့နော်ဒါကြံငင်းမှာနဲ့အဲ့လိုလေးဖြစ်မှာဆိုကျွန်တော် live မှာပဲတခါတည်းပဲတေချာလေးပြောပေးမယ်ကျွန်တော်တို့အခွေနော်ကျွန်တော်တို့အခွေတပတ်စာအခွေဒီအခွေစီကိုကိုမားရီရင်းဒီပြီးသားအခွေတပတ်စာ အခွေလေးလုံးအခွေပူပါအခွေစီ3 4 5 6 3 4 5 6အပူပါအခွေဖြစ်ပါတယ် 3456အပူပါခွေဖြစ်ပါတယ်နေ့တိုင်းမှာမွေးကျင်တယ်မွေးပြီးကစားကျင်တယ်ဆိုတော့ကိုကိုမားတွေနေ့တိုင်းကိုကိုမားတွေလည်းအားလုံးပဲမွေးလို့ရပါတယ်ကျွန်တော်ရဲ့အဖွဲ့ဝင်တွေလည်းမွေးမယ်ဆိုရဲကျွန်တော်ရဲ့အဖွဲ့ဝင်တွေနော်မြတ်တဲ့ကိုကိုမားတွေကရက်ထားနားထားနော်ဝါနာရစော့မယ်မဖြစ်မနေစော့ရမယ်ဆိုရင်စော့ကျင်သေးတယ်ဆိုရင်3456အခွေပူပါအခွေလေးကိုပါပါလေးလိုက်ကစားထားပါနော် ကျွန်တော်ဘက်ကတော့ဒါနေလိုက်စောရဲကိုကိုမားတွေအဖွဲ့ဝင်စောရဲကိုကိုမားတွေကိုအားလုံးကိုကျွန်တော်ကစေတနာနဲ့တင်ပေးတာဖြစ်ပါတယ်အဲတော့အားလုံးပဲအမားမှန်လက်ခံမယ်ကဲကျွန်တော်ပြောသလိုပဲကိုကိုမားတွေကိုအားလုံးပဲကျွန်တော်ဒီတစ်ပတ်မှာလဲရှင်နှစ်သီးသားနဲ့အကောင်းဆုံးကြိုးစားပေးမယ်လို့เนาะတောင်းဝင်ယူထားပြီးသားအခုကျွန်တော်ရဲ့တောင်းဝင်ကြေးပြီးအဖွဲ့ဝင်ကျွန်တော်စီမှာအဖွဲ့ဝင်ကြားတဲ့ကျွန်တော်ရဲ့လူစစ်လူဟောင်းကိုကိုမားတွေအားလုံးပဲဒီတစ်ပတ်မှာစားပြီးလက်တွဲတဲ့ကိုကိုမားတွေကော ကျွန်တော်ဘက်ကတာဝန်ကျေပြီးခွန်ပိုင်းခွန်ဘက်ဒီခွန်နှစ်သက်ခွန်နှစ်က်ကိုရှေ့နှစ်သီးစကဲအားလုံးပဲပေါက်ကြီးလေးတွေတယောက်တစ်ချက်စီမတ်မယ်ကျွန်တော်ရဲ့အခုဒီလိုက်ရှိုးလေးကိုကြီးနေကြတဲ့ကိုကိုမားရီအပန်းမကြီးဘူးဆိုတဲ့ကိုကိုမားရီကကောမန့်ကလေးတယောက်တစ်ချောင်းရဲ့လိုက်လက်မလေးတယောက်တစ်ချက်ကအားပေးခဲ့မယ်နော်ကောမန့်တယောက်တစ်ချောင်းလိုက်လက်မလေးတယောက်တစ်ချက်စီကျွန်တော်ရဲ့အိုဘားကျော်လူကျူး channel အစ်စ်ကလေးအတွက်အားစီနော်စပိုးရင်းလေးဖြစ်ပါတယ်အဲ့ရက်ကြောင့်အားလုံးကို ပေါက်ဆဲခြင်းနဲ့ရားစီခြင်းနဲ့စေတနာနဲ့တင်ပေးတာဖြစ်တဲ့အတွက်ကိုကိုမာရီကလည်းကျွန်တော်ရဲ့စေတနာလေးကိုတုံ့ပြန်သောအပြင်လိုက်လက်မလေးတစ်ချက်ကောမတ်တယောက်တစ်ကြောင်းအထက်ထဲမှာမှကျွန်တော်ကိုအစင်မပြေလို့တော့အမြင်မကြည်လို့ brain ခြင်းနဲ့ပလိန်ခြင်းနဲ့ဆိုတော့ကိုကိုမာရီရှိရင်လည်းပလိန်သွားလို့ရတယ်အမှားကိုရှိရင်အမှန်ကိုပြင်ပါပေါ့နော်ကျွန်တော်လည်းဒါပေါ့နော်အဲ့ဒါရောက်ခဲ့အားလုံးပဲကျွန်တော်ရဲ့အခုဒီလိုက်ရိုးလေးကိုစားလေအဆုံးပြီးဆုံးတိုင်အောင်ကြီးတဲ့ကိုကိုမာရီအားလုံးပဲ စိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလူရဆန္ဒလေးတွေတလုံးတော့ရယ်ပြည့်စုံကြပါစေလို့ကျွန်တော်ဟိုပါကျော်ဒူရီ YouTube Channel လေးကနေပြီးတော့ဆုမကောင်းလေးတောင်းပေးလိုက်ပါရယ်အားလုံးပဲမင်္ဂလာရှိတဲ့ညနေခင်းလေးကိုပိုင်ဆိုင်နိုင်ကြပါစေဒူရီကိုထိုးတိုင်းပောက်တဲ့ငါးကိုငါးမတွေအားလုံးပဲဖြစ်ကြပါစေနော်ကျွန်တော်ကဒူရီကိုဝါသနာပါလို့ဆော့တာကိုနော်အဲ့တော့ဒီစူတောင်းလေးနဲ့ပဲအဆင်ပြေမယ်ဟုတ်လားအားလုံးပဲ ကဲပိုင်မယ်မပြောလား okay ဖွဲ့ဝင်တွေကတော့ပြောပြီနေ့တိုင်းဒီတော့ကိုကျွန်တော်ထပ်ပြီးတော့အကောင်းဆုံးထပ်မှန်စူးစမ်းပေးပါအောင်မယ်နော်ဒါတော့စူးစမ်းနေတာရက်နေတာမဟုတ်ဘူးနော်စူးစမ်းနေတာရက်နေတာမဟုတ်တဲ့အတွက်ကျွန်တော်စူးစမ်းမှုရဲ့အသီးပွင့်ကိုတော့ကျွန်တော်ခံစားရမှာပဲဟုတ်တယ်မလားပိုင်မယ်မ